မင်္ဂလာပါရှင်။ဧပြီလ3ရက်ကျသာပတင်းနဲ့ကန်ဒရာဝတီ time သတင်းဌာနရဲ့ရုပ်သံသတင်းကိုတင်ဆက်ပေးပါရမယ်။ Greeny ဒုက္ခသည်စခန်းအမတ်တမလူထုတွေကိုထောက်ပတ်ပေးတဲ့ရိတ်ခါရဲ့80ရာခိုင်နှုန်းလေးလကြာရှော့ချမယ်လို့ဆိုပါရယ်။တလအတွင်ဘောလခဲကစစ်ကောင်စီရဲ့ကာကင်းစခန်း၅ခုကိုတော်လရင်တပ်ဖွဲ့တွေဖက်ကတိုင်ပိုင်ရရှိခဲ့ပါရယ်။ ကုန်ကောင်းရီပေါ်မှာစစ်ယူနီဖောင်းနဲ့လက်နက်တွေဝတ်ဆင်ကိုင်ဆောင်တာတွေကိုခွင့်မပြုကြောင်းနဲ့အရေးယူမှာဖြစ်တယ်လို့ IEC ရဲ့ပြည်ထရေးဌာနကထုတ်ပြန်ပါတယ်။ပင်လောင်မြို့နယ်တောင်မဲတင်းကျေးရွာနဲ့လုံပြင်းကျေးရွာမှာတော်မီကူဆက်လောင်ကျွမ်းရာကနေပြီးနေအိမ်၂၀မိလောက်ခဲ့ပါတယ်။စားရတဲ့တဲ့တွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ထိုင်းမြန်မာနယ်စပ်တကြောကဒုက္ခသည်စခန်းတွေကိုလေးလကြာရိတ်ခါထောက်ပတ်မှုအစီအစဉ်လျှော့ချမယ်လို့စားနပ်ရိတ်ခါထောက်ပတ်ရေးအဖွဲ့ TBC ကမတ်လ31ရက်နေ့မှာထုတ်ပြန်ပါတယ်။ဧပြီလကနေဇူလိုင်လအထိလျှော့ချမှာဖြစ်တယ်လို့ဆိုပါတယ်။ကရီနီဒုက္ခသည်စခန်အမှတ်တမှာတော့ရခင်ထောက်ပတ်မှုရဲ့80ရာခိုင်နှုန်းကိုစတင်လျှော့ချနေပြီလို့စခန်ကော်မတီဥက္ကဋ္ဌမော်မူဘူးကပြောပါရယ်ဒုက္ခသည်စခန်ကလူထုရိတ်ခါထောက်ပတ်ပေးမှုမှာ အသက်အရွယ်အပိုင်းခြားအလိုက်ငွေကြီးနဲ့ထောက်ပံ့ပေးထားတာပါရိတ်ခါမလျှော့ချခင်ကလင်းနှင်းအောက်ကလေးတူဦးကိုတလဘတ်180ကနေဘတ်180ဝန်းကျင် ထောက်ပံ့ပေးတာဖြစ်ပါတယ်လက်ရှိမှာတော့ကလေးတူဦးကိုအနည်းဆုံးဘတ်40သာရရှိတော့မှာပါ အလောင်းသူ9နှစ်အထက်အရွယ်တွေမှာတော့ပုံမှန်ဘတ်300ကနေ400ကျော်အထိရရှိနေပြီးလက်ရှိမှာတော့ဘတ်80ကျော်အထိသာရရှိလာကြတာပါ အဲ့ဒီရိတ်ခါရှော့ချခံရတာနဲ့ပတ်သက်ပြီးထိုင်းမြန်မာနယ်စပ်တလျှောက်ကဒုက္ခသည်စခန်း၉ခုလုံးအပေါ်မှာတက်ရောက်မှုရှိနေပါတယ်။ဒုက္ခသည်တွေကိုထောက်ပတ်ပေးနေတဲ့စာနာရိတ်ခါအစီအစဉ်အတွက်ရန်ပုံငွေညော့နေလာတဲ့အတွက်အခုလိုရှော့ချလိုက်တာဖြစ်တယ်လို့ TBC ကထုတ်ပြန်ချက်မှာပြောထားပါတယ်။2025ခုနှစ်မတ်လတလအတွင်းဘောလခဲမြို့နယ်ကစစ်ကောင်စီရဲ့ကာကင်းစခန်း၅ခုကိုဂရီနီတော်လရင်အင်အားစုတွေက သိမ်းပိုက်ရရှိခဲ့ပါတယ် အမိုက်ကျင်းကြောက်ခွဲဆက်ရေကျော် ရေနီပေါက်ဝမ်မလန်စတဲ့စစ်ကောင်စီရဲ့ကာကင်းစခန်းတွေကိုတိမ့်ပရမိတာဖြစ်တယ်လို့ဂရီနီပြည်သက်ပေါင်းစုံစစ်ဦးစီးအဖွဲ့ကမနေ့ကဧပြီလ၂ရက်နေ့မှာထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့မတ်လ၄ရက်နေ့ကစလို့ဘောလခဲမြို့နယ်ဖားဆောင်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေကိုတော်လရင်အင်အားစုတွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ တိုက်ပွဲအတွင်မှာတော့စက်ကောင်စီတပ်သား60ကျော်တည်ဆုံခဲ့တယ်လို့ဆိုပေမဲ့တော်လင်ကြီးတပ်ဖွဲ့တွေရဲ့ထိခိုက်တည်ဆုံမှုအရေအတွက်ကိုတော့ဖော်ပြထားတာမရှိပါဘူး။ကန်ဒရောဝတီထိုင်းရဲ့သတင်းအရင်းအမြစ်ပြောပြချက်အရတော်လင်ကြီးတပ်ဖွဲ့ဖက်ကလည်းထိခိုက်ဒဏ်ရာရတဲ့သူများပြားပြီးတည်ဆုံသူ9ဦးထက်မနည်းရှိတယ်လို့ပြောပါရယ်။မက်လာတလာတာစစ်စစ်ရေးအတွင်းမှာတော့ဘောလခဲကကာကင်းစခန်း၅ခုအပြင် ဖားဆောင်မြို့နယ်ကမိသက်တိုင်းနဲ့ရေဆိပ်ကိုကန့်တန့်နိုင်ခဲ့တယ်လို့သိရပါဗျ။မော်ချီဒေတာကိုကုံစီကူတန်းရောင်းဝယ်ပြီးဖျက်တမ်းသွားလာနေတဲ့ကုံတဲကားတွေမှာစစ်ယူနီဖောင်းဝတ်စင်တာနဲ့လက်နက်ကိုင်းဆောင်တာခွင့်မပြုတော့ဘူးလို့ Greeny ပြည်ချန်းကလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ပြည်ထရေးဌာနကအမိန့်ညွှန်ကြားထားပါဗျ။ကုံကားတွေပေါ်မှာလိုက်ပါတဲ့သူတွေအနေနဲ့စစ်ယူနီဖောင်းဝတ်စင်တာ တနက်ကိုင်းဆောင်လာတွေမလုတ်ဆောင်ကြဖို့နဲ့တမက်ထားတဲ့လမ်းကြောင်းအတိုင်းအတာသွာလာကြဖို့ကိုညွှန်ကြားထားတာပါရခိုင်မျိုးပြည်အနေထားအရာစစ်ဝတ်ဆောင်ဝတ်ဆင်ပြီးလက်နဲ့ပါတဲ့သူတွေဟာသွာလာရမှာပုံမူလွတ်လပ်ခွင့်ရကြပြီးရိုးရိုးသာမန်ပြည်သူတွေအနေနဲ့သွာလာမှုမှာတော့အစ်စ်အစေးပိုများလာကိုမြင်တွေ့ရတယ်လို့မော်ချီဒေတာဖက်ကိုအသွာအလာလှုပ်လေရှိတဲ့အမျိုးသားတအူကပြောပါရယ် အခုလိုမျိုးစစ် uniform ဝတ်စင်တာနဲ့လက်နဲ့ကိုင်းဆောင်တာခွင့်မပြုကြောင်းအမိန်ညွှန်ကြားစာထုတ်ပြန်ချက်ဟာ Greeny ပြည်သားကလာအုပ်ချုပ်ရေးကောင်စီနဲ့တပ်ပေါင်းစုအဖွဲ့တွေတွဲဆောင်ကျင်းပပြုလုပ်တဲ့အစည်းအဝေးဆုံးဖြတ်ချက်အရာဖြစ်တယ်လို့လည်းပြောပါရယ်ထုတ်ပြန်သတ်မှတ်ထားတဲ့စီကံလိုက်နာရမှရှိတဲ့သူတွေကိုတော့ထိရောက်စွာအေးအေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ IEC ကပြောဆိုထားပါရယ်ရှမ်းပြည်တောင်ပိုင်းပင်လောင်မြို့နယ်တောင်မဲတင်းကျေးရွာနဲ့လုံပြင်းကျေးရွာမှာ တော်မီကူဆက်လောင်ကျွမ်းရာကနေနေအိမ်20ကျော်မီလောင်ပျက်စီးခဲ့တယ်လို့ပို့အမျိုးသားကကွယ်ရေးတပ်ဖွဲ့ခမ်းကောင် PNDF KKC ကတည်ရပါတယ်။ပြီးခဲ့တဲ့မတ်လ30ရက်နေ့မိုးလွယ်ပိုင်းမှာဖြစ်ပွားခဲ့တာပါ။တော်မီဟာဆောင်းပြောင်းနဲ့နာဝူကျေးရွာအနီးတစ်ဝိုက်မှာစတင်လောင်ကျွမ်းရာကနေပြီးတောင်မဲတင်ကျေးရွာနဲ့လုံပြင်းကျေးရွာဖက်ကိုကူးဆက်လောင်ကျွမ်းလာတာဖြစ်တယ်လို့ PNDF KK တပ်ဖွဲ့ရဲ့ဒုသက်ခွဲမှုကကင်ဒရဝတီ time ကိုပြောပါရယ်တော်မီဆောင်လာတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော်မီရှုတဲ့သူကိုမသိရပေမဲ့လက်ရှိတော်မီလောက်တဲ့နေရာဟာစစ်ကောင်စီတပ်ဖွဲ့နဲ့ပအုပ်ပြည်သူဆက်တွေတပ်ဆွဲနေရာယူထားတယ်လို့ဆိုပါရယ်လက်ရှိနေအိမ်ကူးဆက်လောင်ကျွမ်းတဲ့ခြေရွာအတွင်မှာတော့လူထုတွေနေထိုင်မှုမရှိဘူးလို့မြေပြင်ရဲဘော်တို့ကပြောပါရယ်တောင်မဲတင်းခြေရွာမှာတော့နေအိမ်အလုံး20ခန့်နဲ့လုံပြင်းခြေရွာမှာ နေအိမ်လေးလောက်ခန့်မိလောင်သွားခဲ့ကအဲ့ဒီမိလောင်မှုကိုတော့ PNDF KK နဲ့ KNDF အပါအဝင် မဟာမိတ်တပ်ပေါင်းစုတွေကတော်မီငိမ့်တက်နိုင်ရေးကူညီဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။ကင်ဒရောဒီထိုင်းမြေရုပ်သံတင်ကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျန်းမာပေးကင်းကြပါစေရှင်။ကျမမောင်ညာမှာပါ။